ျွန်တော်တို့ငလင်ဒီဆေးရုံမှာပေါ့နော်အဲအိန္ဒိယမြန်မာနဲ့ပူးပေါင်းပြီးဖွင့်ထားတဲ့ယာယီငလင်ဘေးတန်တဲ့အဲဒီလူတွေကိုပူးတဲ့ယာယီဆေးရုံပေါ့နော်ဆေးရုံကတော့ကျွန်တော်ဒီဆက်မှတ်ပါလို့လေးအောင်းနေရမှာဖွင့်ထားပါတယ်ကျွန်တော်ကဆေးရုံကတော့အဲခတဲ့နေရာဇက်ဆေးရုံကိုတက်မှတ်တာပါအဲ့မှာကျွန်တော်ကဘလူးလူနာတွေလဲဆိုငလင်ဘေးတန်နဲ့ဆက်သက်ဆိုင်တဲ့ ထိခိုက်တယ်ရမှာလို့ပူတာပဲဖြစ်ပါတယ်။နေ့ကိုကျွန်တော်တို့ကအဲအဲဘရိတ်အတွက်ကြာကျွန်တော်တို့ကကေဘယ်တရက်နေ့ကစပြီးတော့ခုနေရဆိုတော့ခုအဲ၄ရက်မြောက်အဲ့မှာတွေ့ကြာကျွန်တော်အဲဘရိတ်ဒီနေ့ကို140 150လောက်မှာခုနေပါပြီ။နှစ်ဆက်၄နာရီအဲပူတာမှုပေးနေပါတယ်။အဲညပိုင်းကိုတော့ကျွန်တော်ဟိုပြောထားတာတော့သူကအရေးပေါ်နဲ့ထိခိုက်တယ်ရဆိုရင်ညပိုင်းလည်းအချိန်လေးလာနိုင်တယ်ပေါ့။အဲဒါကြောင့်ကျွန်တော်၂၄နာရီပြတ်သားလို့ရပါတယ်။ ဟုတ်ကဲ့ပြင်းထန်တဲ့ဟိုတော်တော်လေးပြင်းထန်တဲ့အရေးပေါ်လူနာမျိုးကြတော့ ICU လိုသဘောမျိုးဒီမှာရှိလားဆေးရုံကြီးနဲ့ပြန်တွဲရလားအဲ ICU ကဲပြေးရမယ်လူနာနောက် medical emergency လူနာတွေတော့ဒီလိုလူနာမတိကနိုင်နေပါဘူးဒါပေမဲ့ဟို patient ကြီးတော်မှုတော့ရိုးကြောအဲနောက်ရိုးကျင်းဝဲစာစီဟို patient ကြီးတော်မှုတွေလုံနိုင်ပါဟုတ်ကဲ့ကိုလူဖေးကူသားဖို့လိုအပ်နေတဲ့လူနာတွေကိုဆရာအနေနဲ့ဗားလေးဖိတ်ခေါ်ကြရလဲဆို စိတ်ကူးစားမှုလိုအပ်နေတဲ့လူနာတွေအားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။ဒီနေ့ဒီတန်းသိအဲဤလူအားလုံးကိုဒီမှာလာရောက်ကူတာလို့ရပါတယ်။အဲအချိန်တော့အချိန်လေးပေါ့နော်။24နာရီကူတာပေးနေပါတယ်။အဲအဲဟိုရင်းမီးဆောင်နေပါတယ်။ င်ငံတော်ကစီစဉ်ပေးထားပါတယ်ဟုတ်ကဲ့လိုအပ်ချက်များဘာရှိရောမလဲဆရာတို့ကိုစပိုတီပေးဖို့ဘာတွေလိုအပ်ဦးမလဲလိုအပ်ချက်ကတော့ပထမအနေမှာကျွန်တော်တို့ကအဲအင်္ဂလိပ်ဘာသာပြန် translator တွေလိုတယ်ကျွန်တော်တို့ဆရာဝန်ဆိုတာပြည်နယ်ပဲမလုံလောက်တဲ့ပဲဒါပေမဲ့ခုအချိန်မှာတော့ဗိုလန်တီးယားတွေအများကြီးဖြစ်နေတယ်ဖြစ်နေတယ်ဒီကြားလိုအပ်ချက်တော့မရှိပါဘူးဗျ